ီနေ့မှာတော့မီဒီယာတွေမေးမြန်းနေတဲ့အိန္ဒိယနဲ့မြန်မာနယ်စပ်မဏိပူရဒေသအကြောင်းနဲ့ကဘောဆိုင်ဝမ်ကိစ္စပြီးမီဇိုရန်လွတ်တော်အမတ်တွေကြော်ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လွတ်တော်အမတ်ကေဘန်လက်ဗီနာကအိန္ဒိယနဲ့နယ်စပ်ချင်းဆီဆနေတဲ့မြန်မာနိုင်ငံအနောက်မြောက်ဖက်နေရာဒေသတွေကိုတွားရောက်ခဲ့တယ်ဆိုပြီးတော့ကြာတဲ့ ဟိတ်နူးသတင်း website မှာဖော်ပြထားတာတွေ့ရပါတယ်။သူပြောကြားထားချက်ကတော့ Kevin Labina ကမီဇိုရန်ပြည်နယ်ကနေမြန်မာနိုင်ငံအတွင်းကိုနေဆက်ဖြတ်ကျော်ပြီးသွားရောက်ခဲ့တယ်။အဲ့ဒီခီးစဉ်နဲ့ပတ်သက်ပြီးမီဇိုရန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့လေချားဆောင်တက်ကိုအတိပေးအကြောင်းကြားခဲ့တယ်ဆိုပြီးတော့ကြာလဲတဲ့ဟိန်းယူတရင်ဝက်ဘ်ဆိုက်ကပေါ်ပြထားတာကိုတွေ့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီ CNF CND ချင်း PDF ဖွဲ့တွေနဲ့တွေ့ဆုံခဲ့တယ်ဆိုပြီးလဲပြောကြားထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါအပြင်အိန္ဒိယမြန်မာနယ်စပ်ချင်း နေဆက်ဆက်ဆက်တဲ့နေရာပေါ့တမူကဘောချိုင်းဝမ်းဒေသနဲ့ပတ်သက်ပြီးလဲအိန္ဒိယအထက်လွတ်တော်အစည်းအဝေးမှာမဏိပူရပြည်နယ်ပါလီမန်လွတ်တော်အမတ်တဦးကနေပြီးဒီရာနဲ့ပတ်သက်ပြီးယခင်တမိုင်းချောင်းအရာအိန္ဒိယဘက်ကပိုင်နယ်ဆိုတဲ့သဘောမျိုးပြောကြားခဲ့တာကိုတွေ့ရပါတယ်။ဒါပြင် မီဇိုရန်ပြည်နယ်ကနေတဆင့်မြန်မာနိုင်ငံတွေကိုဝင်ရောက်လာတဲ့နိုင်ငံခြားသားများကိစ္စနဲ့ပတ်သက်ပြီးဒီလ၁၀ရက်နေ့မှာမီဇိုရန် ြည်နယ်ဝန်ကြီးချုပ်ပေါ့လာဒူဟိုမာကမီဇူရန်ပြည်နယ်လွတ်တော်မှာပြောကြားခဲ့တာကိုတွေ့ရပါတယ်။အခင်းနှစ်ဇွန်လအနေဒီဇင်ဘာလအတွင်းဒါနေဇာဒေတာဖြစ်တဲ့အိုင်ဇောကိုနိုင်ငံခြားသား2000နီးပါးလာရောက်လည်ပတ်ပြီးပြည်နယ်အတွင်းတော့သွားတင်တာမတွေ့ဘဲနဲ့အဓိကရည်ရွယ်ချက်ကမြန်မာနိုင်ငံအတွင်းဖြတ်ကျော်ဝင်ရောက်ပြီးမြန်မာပြည်တွင်းရေးတွေကိုဝင်ရောက်စွတ်ဖက်ရန်ဖြစ်တယ်ဆိုပြီးလွတ်တော်မှာတရားဝင် တင်ပြခဲ့တဲ့တဲ့င်းကိုလည်း the time of india သတင်းဌာနအနေပြီးပြောကြားထားတာကို တွေ့ရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းချက်ကိုကျွန်တော်ပြောကြားလိုတာကတော့မြန်မာနဲ့အိန္ဒိယနိုင်ငံဆိုတာမိတ်ဆွေကောင်းနိုင်ငံတွေဖြစ်ပါတယ်အိန္ဒိယရဲ့ at each policy နဲ့ပတ်သက်ပြီးမြန်မာနိုင်ငံအနေနဲ့ပူးပေါင်းဆောင်ရွက်နေတာဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့ကတော့ရခိုင်ကလည်းပြောကြားခဲ့ပြီးဖြစ်တဲ့အတိုင်းမြန်မာနိုင်ငံအစိုးရအနေနဲ့အိန္ဒိယ နယ်မြေကိုအသုံးပြုပြီးမြမကိုစန့်ကျင်နေတဲ့အုပ်စုများကိုမလိုလားသလိုမြမနယ်မြေကိုအသုံးပြုပြီးအိန္ဒိယအစိုးရကိုစန့်ကျင်နေတဲ့အုပ်စုများကိုလည်းမြမနိုင်ငံနဲ့လက်ခံထားပါဘူးဒီဟာတွေနဲ့ပတ်သက်ပြီးနှစ်နိုင်ငံနယ်စပ်ဒေသလုံခြုံရေးအတွက်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေအများကြီးရှိခဲ့ပါတယ်အောင်မြင်မှုတွေအများကြီးရှိခဲ့ပါတယ်ပူးပေါင်းဆောင်ရွက်မှုကိုလည်းလက်တွေ့ ြသပြီးဖြစ်တယ်ဆိုတာအိန္ဒိယနိုင်ငံအစိုးရအနေနဲ့ဒါသိပြီးဖြစ်ပါတယ်မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့တူပဲရခိုင်ကတိုင်သဘောတူထားတဲ့ငြိမ်းချမ်းစွာအတူရှင်သွဲနေထိုင်ရမူကြီး900အတိုင်းပဲနေထိုင်ရရှိပါတယ်မိတ်ဆွေကောင်းပီတာစွာဒါနေထိုင်ရရှိပါတယ်မြန်မာအိန္ဒိယနေစားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်မြန်မာအိန္ဒိယနေစား1010မိုင်ကျော်ရှည်လျားပါတယ် 1626ကီလိုမီတာရှိပါတယ်။တိုင်းတာဘီ908မိုင်ကျော်ရှိပါတယ်။ကီလိုမီတာအပြင်1460ကျော်တိုင်းတာဘီဖြစ်ပါတယ်။အများစုတိုင်းတာဘီဖြစ်ပါတယ်။ခုပြောဆိုနေတဲ့ကဘောချိုင်ဝမ်ဒေတာဆိုတာလည်းရခင်တိုင်းတာဘီထဲမှာကျွန်တော်တို့အတိမတ်ပြပွေးထဲမှာပါပြီးဖြစ်ပါတယ်။မြန်မာအိန္ဒိယနိုင်ငံငယ်ကြားသတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ8ရက်နေ့မှာချုပ်ဆိုထားတဲ့ မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။ကဘောချိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တို့ကလည်းတစ်ထောက်စတဲ့တော့လည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BGB ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတွေပါဝင်တဲ့ကဘောချိုင်းဝမ်းဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရော ျွန်တော်တို့ဒေသခံတွေကစာနာပြကန့်ကွက်ခဲ့တာမျိုးတွေရှိပါတယ်။ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ပြောကြားချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ချင်းကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူး။ ဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်ဆိုင်မှုကိုလေးစားတဲ့နယ်လို့ပြောကြလို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမြန်မာနိုင်ငံတွေနဲ့အတိပေးတင်တာတွေပြောဆိုတင်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်ဖြစ်ကြောင်းပြောကြလို့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်